စနေနေ့မွေးစွာလုံးမင်္ဂလာပါ2025ခုနှစ်မေလ15ရက်ကနေ21ရက်နေ့အတွဲမှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကန်ချင်းရဲ့ကောင်းသောကြိုးကျေးဇူးကိုရမယ်သူတမားနဲ့မတူတဲ့ဆွေတော်နေရာနေကိုလုတ်ပြီးတော့အစစ်မြေအောင်မြင်မှုကိုရအောင်ဖန်တီးနိုင်တဲ့ကံကြမ္မာရှိတယ်ပေါ်လာတဲ့ခွင့်ရည်တွေလက်ခံမှာတခါမှမလုပ်ဘူးလို့တွန့်ဆုံမနေနဲ့လုံးစရာရှိတဲ့လုပ်တွေရှေ့တိုးလို့ဆုံးဖြတ်ချက်တွေကိုလည်းရဲရဲဆုံးဖြတ် မိမိကိုမိမိယုံကြည်မှုအပြည့်နဲ့ရှေ့တိုးဆောင်ရွက်ခြင်းရဲ့နှစ်သာရကိုကောင်းစွာရရှိမယ်ကာလပါဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ 15ရက်နေ့မှာလှုပ်ရှားရှိတာလှုပ်ပါအခက်အခဲတွေဖြေရှင်းမှာ16ရက်နေ့မှာရံပတိဘက်ကနေထိတ်တဲ့ရင်ဆိုင်မှာ အခက်အခဲအလုံးကိုထိတ်တဲ့ရင်ဆိုင်ပြီးဖြေရှင်းလိုက်ပါ18ရက်နေ့ဝေးကြီးကံကောင်းမဲ့လုပ်ငန်းကံကောင်းမဲ့မတော်ဆနေရောဂယူဆက်ရမှာပေါ့အဲ့ဒီမှာအနောက်ရက်ကိုတည်သွားစရာနေရှိတဲ့နေ့တန်တိုင်းခွဲနဲ့သုံးနေကြသတိထား16ရက်နေ့မှာငွေကြေးလုပ်ငန်းစီးပွားဘဝ အဖြစ်အတိုက်ခံနေရလို့ထိတဲ့ရင်ဆိုင်ပြီးဖြည့်ရှင်းပြီးလိုရာပြည့်စုံမယ်ဘယ်သူဘာပြောပြောကိုလုံးစရာရှိတာရှေ့တိုးလို့ဝေဖန်သူတွေခေါင်းထဲမှာမတဲ့နဲ့၁၉ရက်နေ့ကတော့ထူးခြားတဲ့ကံတွေပြောင်းလဲမှုတွေရှိတော့မယ်အဲ့ဒီမှာပေါ်လာတဲ့ဂျိုပြောင်းကြီးစားကြီးကကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုရပောင်း40တွင်ပြောင်းလဲမယ်ဒီနေ့ဒီရက်ကနေစပြီးခုနှစ်အတွင်းဆုံးဖြတ်ချက်မှန်သမျှကိုယ့်အတွက်မှန်ကန်လေးမယ်ကောင်းလေးမယ်20ရက်နေ့မှာရပိုင်ခွင့်နဲ့လဲဝယ်ပြန်လဲရအောင်လုပ်နိုင်တယ်၂၁ရက်နေ့မှာခေခဲအလုံးကိုဖြည့်ဆည်းပြီးလိုရာပြည့်စုံနိုင်တယ် ဒီကာလတော်တွေမှာကြာသာပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကြောင့်စိတ်ရှုံ့ရမယ်အတိုက်ခံတွေကိုဒုက္ခပေးလိမ့်မယ်ကိုခုငါးကနန်းနေ့အကျိုးပေးတယ်အဝါရောင်ပြာရောင်နုနေအောင်တွေကို သုံးပြီးတော့လိုရာကိစ္စတွေတွေဆောင်ရမှာဖြစ်ပါတယ်ပိုက်ဆံအကျွေးစေတစေအမွှေးနှံသာဖျန်းပြီးတော့ပိုက်ဆံတဲ့ထဲဆောင်ထူးခြားတဲ့ကောင်းခြင်းဒီတစ်ပတ်အတွင်းဖြစ်လာပါမယ်ကျေးဇူးတင်ပါတယ်